ဤအောင်နိုင်အနာကိုမပြဘဲထိုနာကိုပြောက်အောင်ကုသ၍မရနိုင်ပေကျွန်တော်အရက်ဆွေးနေပါပြီဟုဝန်မခံနိုင်ပဲအရက်ကိုမဖြတ်နိုင်သောသဘောပင်ဖြစ်ပါသည်နောက်တိုင်းသိပ္ပံပညာရှင်တို့က trend trend ကိုအရက်မတော့ပဲနေမူရင်းနေတတ်ခြင်းအကြောင်းကိုသူတည်တနာပြုထားရရင်ဟာအရက်မတော့တော့ဘူးဟုရက်ကိုဖြတ်လိုက်တော့လေလူကွာစာများဖြစ် ဘဝဖြစ်၍ကြံရိတ်ခဲ့ရသူတို့အကြောင်းကိုဖော်ပြထားရာအလွန်ရင်နှင်းပွဲစိတ်ညစ်ပွဲဖြစ်ရတွေကိုတွေ့ရပါသည် သူကိုယ်တိုင်လည်းစိတ်မချမ်းသာနဘေးပဝန်းကျင်မှာလည်းသူကြောင့်ဘသူမှမသက်သာဆိုသည့်အပြစ်မျိုးကို drunk drunk တို့သည်ဖြစ်စေသည်ရင်မှုပြပါခြင်းကိုဆွ၍ကျေးဇူးပြုနာတော်ကိုသာပွင့်ပွင့်လင်းလင်းတောင်းခံကြပါဟု၍အကြံပြုတာကြောင့်ကိုတွေ့ရလေသည်ကျွန်တော်ကအချိန်ချင်းကိုးကားနေသည့်ဒေါက်တာတူနီယာ၏နောက်ထပ်ဖော်ပြချက်တစ်ခုကတော့ ကျေးဇူးနှင့်ကရုဏာတော်ကိုအလေးနက်ခံစားနားလည်တတ်သောသူတို့သည်ကိုကိုကိုအမြဲအားမလိုအာမရဖြစ်၍ရင်တွင်ခံစားချက်ကိုမပေါ်ပြဘဲမနေနိုင်ကြပေ။မမအဖြစ်ရှင်ပေါ်လူရှင်ပေတီယူအီတလီပြည် SCC မှ Saint Francis Calvin စသည်တို့သည်ထိုကဲ့သို့သောပုဂ္ဂိုလ်များဖြစ်ကြသည်ဟု၏ဖြစ်လေ၏။ Father Danny Luke ဆိုသောပုဂ္ဂိုလ်ကြီးကလည်းဤသို့ဆို၏။သူတော်စင်မှန်သမျှတို့သည်အပြည့်သဘောတဘာဝကိုခံစားနားလည်ကြပြီဖြစ်သည်။ ထို့သူခံစားနားလည်ခြင်းသည်လည်းထိုသူတို့၏ဝိညာဉ်များကိုဖျားသခင်အားမွတ်သိတောင့်တစေသည်ရှင်ယူဒသည်ကျေးဇူးနှင့်ကရုဏာတော်ကိုအလွဲသုံးစားမှုရှိနိုင်ကြောင်းသိထားပြီးတကယ်သူဘဝရစအခန်းငယ်လေးတွင်ဤသို့ဆိုခဲ့လေသည်မာရုဖျားသခင်၏ကျေးဇူးတော်ကိုဤဒေသ၏ညဉ့်ညူးခြင်းအလုံးငါမှောက်လန့်ခြင်းတည်းတော်ပေပေနေနေရှိသောပေါ်ပြချက်ပင်ဖြစ်ပါသည်အင်္ဂလိပ်သမားချမ်းကပေါ်ပြချက်အရာကျေးဇူးနှင့်ကရုဏာတော်ကိုမဟုတ်တန်တရားလောက်ခွင့်လိုင်စင်ကဲ့သို့အသုံးပြုသည့်သဘောကို သည် license for immorality ဟုဖော်ပြထားခြင်းဖြစ်လေသည်အမှန်တော့နောက်လာတရားတစ်ခုတည်းနှင့်မင်း ENA သည်မဖြစ်နိုင်ဟုပြော၍မရသေးပါ Austria မှလူသက်သမားနှင့်ကျွန်ုပ်၏ဆွေတဲနီတို့သည်ကျေးဇူးတော်၏ထွက်ပေါက်ကိုလွယ်သုံးစားလုပ်သည် နောက်တော့ကိုနောက်မှရမည်ယခုလောလောဆယ်တော့ကိုချိုက်တာကိုလုံးမည်ဟုသောသဘောကိုပြုခဲ့ခြင်းမင်းမဟုတ်ပါလားထို့သူတို့လွယ်မစွာစိတ်သုံးမှုများသည်သိငယ်တော်ဦးမြမစတီမီထို့သူတို့နိုင်မြင်ရသော ကျေးဇူးကြီးတစ်ခုဖြစ်သူဆွေးကပ်သွားနိုင်ကြောင်းကိုသတိမူရမည်ဖြစ်ပါသည်။ဤသို့ကျေးဇူးတော်နှင့်ကရုဏာတော်ကိုခုလုံးလုံးချင်းအကြောင်းကိုအကျဉ်းချုပ်ပေါ်ပြရမှာဓမ္မပညာရှင်ကြီးဘောဟောဖောကဘောစာကျေးဇူးတော်ဖြစ်အောင်လုပ်ကြခြင်းအဖြစ်သမုတ်လိုက်သည်။ဤသို့ကျေးဇူးတော်ကိုဘောစာသဘောထား၍ဂျာမနီအသင်းတော်မှတာဝန်ရှိသူတို့သည်နာဇီတို့လုပ်သမျှကိုရင်ငုံနှုတ်ပိတ်လုပ်နေခဲ့ကြသဖြင့်လေဒုတိယကမ္ဘာစစ်အတွင်းမှာအိမ်များရုပ်ပြစင်းပြတ်တည်ဖြစ်ခဲ့ရသည် ဘွန်ဟောဖောင်းကသူကလေးဒီယောမဩဝါဒစာမှာတစင်တမန်တော်ကြီးရှင်ဘောလူဖော်ပြခဲ့သောအချက်တို့တည်တဲ့ကျေးဇူးနှင့်ဂိူးနာတော်ကိုပေါ်စားမဖြစ်စေအောင်ခိုင်မာပြုဆုံးမထားကြောင်းတွေ့ရသည်သည်ဩဝါဒ၏အစပိုင်းခန်းကြီး၃ငွေ၂၃နှိုင်းလူပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖျားခင်ရှိတော်၌တည်ရည်ပြကြပြီးကိုသတိပေးသည်တပံအခန်းကြီး၅ငွေ၂၀တွင်ပြစ်မှားသောအပြစ်ပွားများ၏တိုးတော်လည်းအပြစ်ပွားများသည့်အရာမှာ ကျေးဇူးတော်သာ၍ကြွယ်ဝ၏ဟူ၍ဆက်လက်ဖို့ပြနေသည်အဖြစ်ကြီးလေကျေးဇူးတော်ကြီးလေးလေးဖြစ်တော်သဘောပေါ်သို့သောအခန်းကြီး6၏အဖွင့်မှာကြတော့ထို့သူမှန်လေအပေသူပြောရမည်နီကျေးဇူးတော်ပွားများစေခြင်းကအပြစ်တရားကိုကြည်၍နေရမည်တော်ဟုသူကမေကွန်းထုတ်လိုက်ပြန်၏ထိုမေကွန်း၏အဖြေကိုလည်းတပါးရီးဆက်ရမှာထို့သူမနီရအပြစ်တရားမှသုတေတော်သူတို့သည်ထိုတရား၌အပေသူရှင်ရဦးမည်နီဟူ၍ဖြစ်ပါတော် ကျမ်းစာကိုဝိညာဉ်ရေးအမြင်ဖြင့်မစင်ကျင်နိုင်သောအခါ၌အပြစ်ပွားများလေလေကျေးဇူးတော်ကြီးမားလေလေဟုတပတ်ကောင်းခံယူပါမိုက်မားခြင်းများစွာကိုလူသားတို့ကပြုကျင့်ခဲ့ကြကြောင်းတမိုင်းစာမျက်နှာတွေမှာအံ့ဩစရာဖြစ်တွေ့ရသည်၃ရာစုအတွင်းကခရိယန်အာဇာနီအချို့တို့သည်မိမိတို့အသက်မခံရမီညများမှာကျေးဇူးတော်ကိုစိတ်ချရပြီပဲဟုခံယူလျက်တောက်ကြစားကြပြုံးကြကာမဂုဏ်လုံးကျူးကြနှင့်အချိန်ပြုံးခဲ့ကြသည်ဟုဆို၏ ပြည်ထိုင်ပါလီမန်ကောင်ဆောင်အိုလီဝါခရွန်ဝိတ်ခတ်တွင်ရန်တာစကိုအုံရောက်ခရီးရန်တို့သည်အပြစ်တရား၌တန်ရှင်းသူများဟုကိုကိုကိုကမွန်တက်လျက်မဟုတ်တာမှန်တွင်အကုန်လျှောက်လုခဲ့ကြသည်ဟု၍လည်းဆိုသည် ရှီမောလူကဤသို့မဖြစ်ကြရလျောင်းဘဝတည်းသို့ရောက်ခဲ့ပြီဖြစ်သော ခရီးရန်များသည်တင်ကျန်းသို့သွားရလမ်းကိုမပြောင်းခြင်းကြပါနှင့်တနည်းအားဖြင့်ခရစ်တော်အားယုံကြည်လက်ခံသောသူ ာနိုင်စုတည်ပြီးပြီးဆက်ဆက်ရှင်သန်ရမည်ရှင်သန်ခြင်းလမ်းကိုသာလျှောက်တော့ရမည်ဟုသတိပေးခဲ့ခြင်းကိုနားလည်ဖို့လိုပါသည်ဤသို့ဆိုပြန်သောအပြစ်တရား၌စုတည်သည့်လူသားယုံကြည်သူဖို့နောက်ထပ်ဖြစ်မရှိပဲဆင်းလုံကျော်ဖြစ်သောပြီဟုဆိုနိုင်ပါမလားဟု၍မေးစရာရှိပါသည်ကျမတို့ဟာအပြစ်တရားမှမနေရတော့ဘူးကိစ္စပြက်ပြီလို့ကျမခဏခဏတွေးမိပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကျမဟာအပြစ်နဲ့ရှင်သန်နေရတော့မှပဲရှင် ကတငယ်ချင်းဟောင်းမျိုးသမီးတူကဤသို့ပြောမှုသည်သူဖြစ်မှန်ဤကိုမပြောတော်လဲဓမ္မဆရာမဘုရားမှနှုတ်ထွက်ပြီးရောမျိုးလေးတစ်မျိုးမှဈေးအောင်စား၍နေနေသည်လူဖွဲ့စည်းကိုကြည်ကြည်ပြန့်ပြဲ့ရင်းဆိုင်ရဲတို့ပဲဖြစ်နေသည်ဟုသောချက်ကိုတော့ကျွန်တော်သိထားရသည်ရှင်ဘောလူဘလောက်ဝိညာဉ်အစီမြင့်တလဲဒီလိုလူသားတို့ဘုရားမှဖြစ်တတ်သည့်အချက်ကိုသူကမမေ့မလျော့ခဲ့ပါသင်တို့သည်အပြစ်တရားနှင့်ဆိုင်သောအရာ၌ကြောင့်အသေးဖြစ်သည်ဟု၎င်းပ ားသခင်နဲ့ဆိုင်သောအရာ၌၎င်းငါတို့သခင်ယေရှုခရစ်အဖြစ်အသက်ရှင်သည်ဟူ၍၎င်းကိုကိုကိုထင်မှတ်ကြလောတဲ့ ထင်မှတ်ကြသူဒီမှာမြန်မာစကားဖြစ်၍အင်္ဂလိပ်ကရကွန်ဟုသုံးဆထားသည်ယောမလက်တင်စာပေရာကောက်ဟုလည်းဆိုသည်တိမတ်ကြဟုဆိုလိုခြင်းပင်ဖြစ်ပေသည်ယူပဗီရာပညာရှင် EO Wilson E သူတည်သနာအဖြစ်များရာပြည့်စိတ်တို့သည်သူတို့အတိုက်မြုံတဲကတည်သွားသောပြည့်ရစိတ်များကိုအနန္တအပြည့်ခွဲခြားသည့်မြင်မီသူတို့၏တင်ညာသို့ယူသွား၍လွတ်ပြစ်ကြသည်ဟုဆို အနက်မှာ OLX ကိုစီတမျိုးဤအနက်အသက်တစ်ခုဖြစ်ရာဝယ်ဆင်းပြီးလဲချို့တော်ပြည့်စိတ်အရှင်များပေါ်မှာတို့အစ်စ်အနက်နဲ့တူပြီးသူတို့အတိုက်သေးသူထဲ့သွင်းရဲ့ကြည်သည်ထိုကားကြံတော်ပြည့်စိတ်တို့ကသူရနိုင်ပန်ရှင်မိတ်ဆွေတို့ကိုဝိုင်းဝေးချီပြီးသူတို့တင်ញိုင်းမှတော်ပြီးလှုပ်ပြကြပြသည်ဤသို့ရှင်လျက်နှင့်တင်ញိုင်းတို့ရောက်တော်ပြည့်စိတ်တို့သည်ကိုအခြေအနေကိုကိုသိတော်အခါထိုအနက်ပြောင်းအောင်သူတို့နေသူတို့ဟန်ပြတန့်ရှင်းလှုပ်ပြီးမှအတိုက်မြုံတို့ပြန်လာကြရသည်ဟုဆိုပြီး ပြည့်စိတ်တို့ထံမှနီးခံရမည်ကျွန်တော်တို့လူသားဘလို့ရှိစားကဘာကြောင့်စီးစီအကြီးမတ်တိုင်းကပြောမှုသည်ငရေရဲအချိန်မှကလေးကကောင်းကောင်းမွန်မွန်နေထိုင်တတ်ဖို့လူရဲဆိုတာကတခြားကြောင့်မဟုတ်ဘူးအသက်ကြီးလာတဲ့အခါကျတော့ကိုလုတ်ချင်တဲ့ဟာတွေကိုလုပ်နိုင်အောင်အားရများများရှိနေဖို့အတွက်ပဲတဲ့ဆရာကြီးမတ်တိုင်းကသူအစိုးတိုင်းကိုယ်တိုင်နဲ့ကြင်ကြံတော်သူကဘာကျော်လူပေကြီးတူပေပြီကျွန်တော်ဒီဖြစ်ရမှန်ကိုသာပြောလို့ပြီးအကျေတဝင့်မဝေဖန်လို့ပါ ိကကျွန်တော်ပြောချင်သည်ကတော့ထို့သို့မနေရထို့သို့မဖြစ်ရဟုရှင်ဘောလူပြောသောအချက်တိုင်းဖြစ်ပါသည်အင်္ဂလိပ်ကတော့ go for view တဲ့ဘုရားသခင်မကြိုက်ဘူးဆိုရင်အရှင်းဆုံးဖြစ်မှာပါယောမဩဝါဒစာရေးခန်းကြီး6မှာပဲအငယ်15မှ23ကိုဆက်လက်လေ့လာကြည့်ရင်သင်တို့သည်အပြစ်တရားဤကြောင့်ဖြစ်ခဲ့ဘူးဖြစ်ဟူသောအချက်ပေါ်မူတည်ထားသောဩဝါဒစာကိုလေ့လာရပါလိမ့်မည်ကျွန်တော်တို့ကြိုက်သည်ဖြစ်ဖြစ်မကြိုက်သည်ပဲဆိုဆို ဖြစ်တရားတွေကျွန်တော်တို့ကိုကြိုသိနိုင်၏လွတ်လပ်ခြင်းလွတ်လပ်ခြင်းဟုဆိုရာကနေအချုပ်နောင်ဖို့ဖြစ်လာစေမျက်မှောက်ခင်လူငယ်ကလေးတွေစီဆွေးကြတာအယက်သမားဖြစ်ကုန်ကြတာကာမဂုဏ်လိုက်စားမှုကြောင့်ဘဝပြတ်ကြတာတွေအကုန်လုံးဒီအဖြစ်အကျုံးဖြစ်နုံနေကြရခြင်းပဲပဲမရှိမဖြစ်တော့လောင်းဆွဲလန်းတော့ပြီအနည်းအားဖြင့်အတိတ်ရှင်ဖြစ်ပြီဟုဆိုသောအတိတ်တန်ကြီးနှင့်ဖြတ်လိုက်ထိုအနောင်ဖွဲ့တဲ့သူပြန်၍တိုးဝင်လိုက်တယ်ဝမ်းနေစရာကောင်းလောင်းပြန်ရခန့်နေကြောင်း င်ချက်ဖြစ်ပါသည်စီရေးစီယာဖရန်ဆွာမော်ရီယပ်စကိုင်အောက်ပါတန်းရေးသားပေါ်ပြထားပူပါသည်ရမက်အမျိုးမျိုးတို့သည်တနာစရာကောင်းကောင်းအောင်ရင်းရံနေသောလူစိတ်မနှိုးကိုနောက်ဘက်မှဝင်ရောက်ပြီးတိုက်ခိုက်အောင်မြင်သောသည်ထိုအခါသင်သည် ထိုမောင်လောကမှာအချိန်ချင်းဝင်ရောက်လိုက်နုံနေလိုက်တက်လူ၍ကိုမော့ကိုတွေ့တက်ပြီးအလင်းရောင်ကိုရှာဖွေလိုက်နေဖြစ်နေပေသည်တို့တို့နောက်ဆုံး၌ရုံးကံမှု၏ကျေးဇူးအဖြစ်ခန်းစားရဝိညာဉ်တတ္တာကိုပြန်၍ရောက်ရှိနိုင်သည် တခုတည်းသောထွက်ပေါက်မှုသာမရောက်ရအောင်ကြိုးစားရပါတော့လေမောရသည်စိတ်ဆင်းရဲခြင်းတွေကလည်းရှိသည်ဒုက္ခလွန်ကြီးသည်ဟူ၍သင်ထင်ကောင်းထင်မြင်ဖြစ်ပါသည်။အိုချိန်မှာလိုအပ်ချက်ကတော့အတ္တဘဝကိုဆွန့်လိုက်ပါ။ယေရှုခရစ်ထံမှာကြည်သာစွာဖြင့်တူးဝင်တဲ့ဝိညာဉ်တော်ကိုပြန်လုပါနေတော့လွတ်လပ်မှုဆုံးပြီးသူ့ဘဝမှာပြောစရာတွေစိတ်သုံးတော်ပြီးဟူ၍ပြည့်တင်တဲ့မျိုးမျိုးကိုသင်ကြားရပြီ။ဟာတိုက်တဲ့နေကိုလည်းသင်ကြားရမည်။ ဖျားဖြစ်မဲ့အုံနေကြီးဆိုတာမျိုးတွေလည်းရှိနေပြီ။တို့တို့ယခုပြောင်းလဲခံစားနေရသောဝိညာဉ်တော်ဤချုပ်ချယ်ကန့်သတ်မှုကြီးတာလည်းဟောအပွဲလွတ်လပ်ခြင်းမူသင်ခံယူလိုက်ပါ။ယခင်ကလွတ်လပ်စီဆိုတာပါလေယမက်အရသာကြီးတွေနှင့်တင်ကုကုကိုတုံ့နှောင်ရမှတည်းပြီးတည်းကျက်လာခဲ့ရသည်။လွတ်လပ်သည်ဆိုလျက်ထံမှုတင်သောနွားတကောင်က ီမတွေ့နိုင်သည့်အကြိမ်တန်တွေကိုခံစားရသည်။အန္တရာယ်တွေကအတွေ့အတွေ့နှင့်မှသင်စဉ်းစားကြည့်သည်ဘဝဆိုတာဇာတိပဂတိအရာပင်ရှိနေသည့်လောကဒဏ်။ဘဝဦးရေပမာဖြစ်၍တနေ့တတနေ့ဘယ်တော့မှမပြုတ်ပဲတင်းကျပ်စေဖို့ဒုစရိုက်တွေပွားများလာစေဖို့တည်နေပြီပဲ။ဘာဖြစ်လို့ရမတ်တွေနဲ့အပေါ်ဆောင်နေမှလဲ။ယခုနောက်ဆုံးမင်းအတီးရုံးကန်တွန်းဝင်ပြီးခိုလုံလိုက်ရတဲ့တခင်ကတော့မင်းကိုကျွန့်ခံပြီးလွတ်လပ်နေဖို့မလိုလားဘူး မင်းမြေချင်းတွေလက်ထိတ်တွေနဖားကျိုးတွေကို ဖြုတ်ပေးလိုက်မယ်။အဲ့ဒီနီးနဲ့ပဲမင်းရဲ့တင်းနဲ့တစ်ဖက်နင်းရရင် ကောင်းမလားဆိုတဲ့ဆန္ဒနဲ့ပူလောင်မှုတွေကအကုန်လုံးပျောက်ကွယ်သွားမှာပေါ့။သူ့ရဲ့ကျေးဇူးနဲ့ကရုဏာတော်ကိုသူဟာမင်းအတွက်တစ်ခုပြီးတစ်ခုပေးသွားမှာသိချပါဗျ။ မှန်ဤဝီယိုဒီခေါ်တဲ့ paradox ဖြစ်စီရပေါ်အတ္တအခြေအနေအာကိုစီရဟူ၍ပေလန်းကိုတည်၍မှလည်းတမန်တော်ကြီးရှင်ဘောလူ၏ယောမဩဝါဒစာအခန်းကြီး6ကိုလေ့လာပြီးလျှင်အခန်းကြီး9ကိုဆက်သင့်သည်သူအခန်းကြီးခုနှစ်အငယ်1မှ6တွင်ပေါ်ပြချက်များသည်လူသားတို့၏ဘဝကိုထာဝရအသက်နှင့်ပတ်ရဖို့ရန်အသက်ရှင်တော်မူသောဘုရားကချီးမြှင့်ပေးသည် ထို့ကြောင့်သက်ရှင်စေသောတရားသင်၌ဘဝတိတ်ကိုလွတ်လပ်စွာခံယူရမည်ဟု၏ဝိညာဉ်ရေး။ဩဝါဒစာကိုအိမ်နောက်တစ်ခု၏ဥပမာဖြင့်ဖော်ပြခြင်းဖြစ်လေသည်။ထိုဩဝါဒ၏အနှစ်သာရမှာလည်းအခန်းကျယ်ကြီးမဟုတ်ရပေ။ကိုယ်ဘဝအတွက်ကိုရွေးချယ်သောချစ်သူအပေါ်မှာဘလို့ချစ်ကြရမည်နည်း။ဘလို့ခံစားရမည်ကိုတဘာဝကြကြချင်းချင်းတွေးတော်ရင်ဖရာသခင်ဤကျွန်တော်တို့လူသားများအပေါ်ထားရှိသည့်ခံစားချက်ဖရာသခင်မြတ်တာတော်တို့ ၍လေးနဲ့ထားနိုင်အောင်ပုံပြီးသစ္စာထားနိုင်အောင် တင်စားဖို့ပြခြင်းဖြစ်ပါသည်ဖြစ်၌သုတေယခြင်းသို့မဟုတ်သေးခြင်းအဖြစ်၌ကျုံပြေရခြင်းဆိုသည်ထက်ကဖော်ပြခဲ့သောအကြောင်းအရာတို့ထက်ပင်ယခုအိမ်တော်ရင်းနှင့်ဖော်ပြလိုက်သောသင်္ကန်းစာသည်ပို၍ပြောင်မြောက်သေးသည်ပြည်ပြင်းသေးသည်ဟုကျွန်တော်ဆိုခြင်းပါသည်အထက်သင်္ကန်းစာ၏အရာကျွန်တော်တို့သည်ဘာကြောင့်ကောင်းစွာနေထိုင်သင့်သလဲ မိကွန်းကိုကိုပါတာကိုစဉ်းစားနေချိန်တွင်အခုချိန်မှာတော့ဘာကြောင့်ချစ်ကြရမည်နည်းဟု၍မေးရပြီးတော့မိဟုဆိုချင်ပါသည် ဟုတ်ပါသည်အပြစ်တရားမှလွတ်ပြီးကျွတ်ပြီးဘဝဟောင်းသည်ဆုတည်ပြီးတနည်းအားဖြင့်အဖဖရားဤချစ်ချင်းမြတ်တာတော့တန်ဖိုးထားနားလည်ဖို့လိုပြီးသူဖြစ်၍အသက်ဟောင်းတို့ကိုဆောင်ရမည်ဟု မေတ္တာတော်ကိုမေတ္တာတုံ့ပြန်ရန်ထူချမ်းသည့်ညွန်ပြလျက်ရှိပါသည်။ဘုရားသခင်သည်အသင်းတော်ယုံကြည်သူအဖွဲ့အစည်းနှင့်ဤသီလအမျိုးတော်ကိုအခြေခံထားသည့်လူအဖွဲ့အစည်းအားဆွေခွင်မွန်တယောက်သူဤဇနီးအားချစ်တကယ်သူချစ်တော်မူကြောင်းကိုကျမ်းစာမှာမကြာခဏဥတ္တဟာယုံဆောင်ဖော်ပြလျက်ရှိသည်ကိုမမေ့အပ်ပြီးယခုကျမ်းစာ၏အလိုအရာ ပြည့်ညတ်တော်များဥပဒေသားများတို့နှင့်သာ ပေါင်းဖော်ခဲ့ရသောလူဖွဲ့စည်းသည့်ပြည်ညတ်တရားအရာဘယ်နည်းနှင်းမြကဲ့တင်ခြင်းကိုမရနိုင်သောအပြစ်တရား၌ဖြူတည်ခဲ့သည်ခရစ်တော်၏ရှင်ပြန်ထမြောက်မှုအပြင်ကဲ့တင်ခြင်းသို့ရောက်သည့်ဖြစ်၍ခရစ်တော်၏မြတ်တာတော်၌တည်သည်စေဟုကျွန်တော်တို့နားလည်နိုင်အောင်ရှင်ဘောလူကဖော်ပြထားပါသည်အသက်ကိုပြီး၍အသွေးတော်နှင့်ရွေးချယ်ပေးသောအဆွေခင်မွန်းသည် ဝိညာဉ်တတအတိအဆွေခင်မှုသည်ဖြစ်သည် သူကြောင့်ဖြစ်တည်လာသောဂျေဇုနိဂုဏတော်ကို သူ့ကိုအမှန်ချစ်ရင်သစ္စာမပေါရာ သူ၏အပြစ်လူချင်းမေတ္တာတော်ကိုမစောကားရအခွင့်အရေးတရားဖြစ်အလွဲသုံးစားမပြုရဟုသောအချက်ကိုဆက်လက်အတည်ပြုပေးလိုက်ခြင်းကိုလည်းခံယူနိုင်ပါသည် ြစ်လွတ်ခြင်းကိုစင်ရန်အဖြစ်ခံယူလျက်ဒူးကြိုက်လိုင်းကိုမဆုလင်မြစ်တာတော်ကိုစော်ကားရသူရောက်သည်မှန်ကန်သောချစ်ချင်းမြစ်တာနှင့်ပြန်၍မချစ်သောသဘောတည်းရောက်သည်ဖျားသခင်သည်သူချစ်သောလူသားတို့၏ အပြင်းမှန်ဟန်ပြအကျင့်နေရတဲ့နှလုံးသားတို့ကိုလေးနက်ထားသောဖြစ်အားဖြစ်သည် လူတယောက်သည်မိမိချစ်သူအဆွေခင်မှုအတွက်ကောင်းမှုကိုပြုခြင်းအရာမှာကိုယ်အကျိုးပါဝင်သည်ကိုမငြင်းနိုင်တော့လေအဆွေခင်မှုကိုချစ်၍သာလျှင် ထိုကောင်းမှုကိုပြုနိုင်ခြင်းဟုသတ်မှတ်လိုပါသည်ဖျားသခင်အကျွင်းမဲ့အပြစ်လွတ်ခြင်းမြတ်တော်ကိုသိလျှင်သူ့ကိုတံပြန်ချစ်ခြင်းအပြင်ဘဲကြောင့်ကောင်းမှုကိုမပြုနိုင်ရပါမည်နည်း Clifford Williams ကနောက်တော်သို့လိုက်ခြင်းဆိုသည်မှာဂျေဇုကယူနာတော်မှာ ဖြတ်ထွက်သည့်ဘဝလုံရှားတဝင်မှုဆိုပါသည်ဓမ္မတိကျမ်းတို့၏သဘောအရကောင်းမှုကိုပြုစုခြင်းဆိုသည်မှာဂျေဇုတင်ခြင်းကိုဆိုလိုသည်ဟုကျွန်တော်တဦးချင်းခံယူပါသည် ရှင်ပေါလု၏ဩဝါဒစာတိုင်းလိုလိုမှာ ခရစ်တော်အဖြစ်ကြွယ်ဝချမ်းသာရသောအခွင့်အရေးကိုခံစားရသည်ဟုသောအချက်ဖြင့်ဤတန်းပြောကြောင်းကိုတွေ့ရပါသည် င်ချမ်းတို့အားဖြင့်လည်းကျေးဇူးတင်သောသဘောဖြင့်ခရစ်တော်နှင့်ထိုက်တန်အောင်ကြိုးစားအထောက်၍အသက်ရှင်ဖို့ရန်သူကဆုလိုခြင်းဖြစ်ပေသည်ခရစ်တော်နှင့်ထိုက်တန်ရန်ကြိုးစားသည့်ဆိုရမှာလည်းမြစ်တာတော်ကိုတောင်းခံခြင်းမဟုတ်မြစ်တာတော်ကိုတည်တည်ရှိနေပြီသာဖြစ်သည် ကျေးဇူးတော်နှင့်အရင်ကြလျက်ကျွန်တော်တို့ကိုတွင်တည်နေသည့်အတိုင်းစူးစမ်းခြင်းသာဖြစ်သည်ကိုနားလည်ဖို့လိုပါသည်တိတူဩဝါဒစာအခန်းကြီး2အငယ်7အရာဖျားမဲ့တရားမဲ့နေခြင်းလောကီတမတ်ခြင်းကိုပေရှားလျက်ယခုဘဝ၌အင်းရင်ဆောင်ခြင်းတရားသဖြင့်ခြင်းခြင်းဖျားဝတ်၌မွေးလျော်ခြင်းတို့ကိုပြုနေရမည်အကြောင်းငါတို့ကိုဆုံးမတွင်သည်၍ဖျားသခင်၏ကျေးဇူးတော်သည်ထင်ရှားပေါ်ထွန်းလျက်ရှိ၏ဟူ၍အနစ်ချုပ်အားဖြင့်တွေ့ရသည် ordinary time ကိုအမတ်တရစာအုပ်ကိုပြုစုသူ Nancy Mask ကအသက်ငယ်ရွယ်ချိန်ကသူ၏အမှားများကိုဝန်ခံထားသည် သူမသည်ခလေးအတွေ့ထဲမှာဘုရားသခင်ကိုရက်ဆက်သောအဖေတယောက်လိုမြင်အောင်၍ခဲမကြီးဖြစ်မိခဲ့သည်ဘုရားသခင်ဤမဆန်းရင်ကဒါမြင်ခဲ့ချက်ကြီးတွေဖြင့်ကြောက်လန့်နေအောင်လှုပ်ထားပြီးသူတို့သောနီနီလူသားကတုတ်တုံမြမလုံနိုင်ပါကခြေနှက်မိဘုရားသခင်ပဲကိုဖယ်ယူထားသည်ဘုရားသခင်ပညာချက်တွေကိုတည်တည်ချာချာစဉ်းစားရင်လူဤတဘာဝကိုအတင်းကျပ်ဖြစ်နေပြီးကောင်းမှုကိုလုံးစေနေတယ် သူလုတ်တာနဲ့ပဲရုတ်တုချင်းသူကြီးကူပွဲဖျားမဲ့တရားမဲ့စိတ်တွေဝင်လွတ်လပ်မှုမရှိမင်းမဲ့ဝါရီတွေဖြစ်ဖောက်ပြန်မှုတွေဒုစရိုက်အပြစ်တွေပို့ပူပြီးလှုပ်ချင်လာရတယ်။ဒါတွေကိုလုတ်ပြန်တော့လေအပြစ်တွေအပြစ်တွေကိုလှုပ်ဆောင်ဖို့သူကဖန်တီးတာအတင်းအဓမ္မတားမြစ်တာကတမင်ကျူးလွန်နေအောင်လို့တုံးဖို့ရဖို့ရောက်နေပြီးတော့ကျူးလွန်ပြရင်တော့တောင်းမှခိုင်းသေးတယ်။ဒီကတရားခံကတော့ဖျားသခင်ပဲ။ကဲသူညွန်ညင်ခဲ့သည်ဟုနန်စီကဆိုလေသည် သို့တော်သူတည်၍ရွေးနေနားလေလာရသည်ကတော့ဖျားသခင်သည် သူမ၏ဘဝကိုကြက်မှလျက်ပေါ်ပြပါဖြစ်တရားတို့မှတစ်ခုတည်းသောပုံမှန်နှင့်လူမြောက်စေသူဖြစ်ကြောင်းဖြစ်သည်ယင်းပုံမှန်ကတော့မေတ္တာတော်ပင်ဖြစ်ကြောင်းသူမအဖြစ်နောက်ဆုံးမှဝန်ခံခဲ့ကြောင်းသိရပါသည်ကောင်းဆုံးသောကောင်းမှုမှာကောင်းမှုကို မျက်နှာတောင်းတခြင်းပင်ဖြစ်သည်အစစ်တအတွင်းသဘောမှာအမှန်ပြောင်းလဲနိုင်မှုချစ်ချင်းမြတ်တာသည်အခရာကြသည်ကိုနန်စီနားလဲသလိုကျွန်တော်တို့အများစုသည်လည်းမျက်စိရှံ၍နေတတ်ပါသည်ချစ်ချင်းမြတ်တာနှင့်မဆိုင်သေးသည်ဘယ်သူမှကောင်းဖြစ်နိုင်ပါမလဲဟု၍စိန့်အော်ဂတ်စတင်ကမိခဲ့ပူလေသည်ဖျားသခင်ကိုမချစ်သည်ဖြင့်လူသားဟာကောင်းမဲ့တည်သလိုရှောက်လို့နေမှာပဲဟုသူကဆက်၍ဆိုခဲ့ပါသည်ကျွန်တော်တို့ဒီဖျားသခင်ကိုချစ်တော်စိတ်ဖြစ်တာဖျားသခင်နှစ်သက်တော်အလုံးနဲ့ ဖခင်၏အလိုတော်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပါသည်။သူဖြစ်၍ပင်ကတေရှင်ကိုရိုတိုင်းမိန်တော်မူခဲ့သည့်စကားရှင်ပေါလုဩဝါဒပြုခဲ့သည့်အချက်ကတော့ဖခင်သခင်ကို ချစ်လို့ဟူ၍ဖြစ်သည်။သူ၏ကျေးဇူးနှင့်ယုံနာတော်ကိုရယူခံစားကြပါအလွဲမတုံ့စားကြပါနှင့်